ောင်းနိုင်ဖုန်းကြီးကတန်ကျောင်းတက္ကမကြီးကိုဓာဖြစ်ခုတ်တတ်မှုဖြစ်ပွားမင်္ဂလာပါအော်ဒီယိုပိုင်းစောင်းနိုင်မှကြိုဆိုပါတယ်တခုတစ်ခါမှာတော့ Richard Michael William ဆိုတဲ့ဖေဖိုးပေးရနေတင်ထားတဲ့ကျောင်းနိုင်ဖုန်းကြီးကတန်ကျောင်းတက္ကမကြီးကိုဓာဖြစ်ခုတ်တတ်မှုဖြစ်ပွားဆိုတဲ့အကြောင်းကိုဖတ်ပြပေးမှာဖြစ်ပါတယ်နားဆင်ကြည့်ပါဦးခင်ဗျာလွန်ခဲ့သောမေလ22ရက်နေ့နာနဲ့10နာရီဝန်းကျင်အချိန်ကရန်ကုန်တိုင်းဒေသကြီးလွယ်ကူမြို့နယ်အတွင်းတွင် ကျောင်းနိုင်ဘုံကြီးကတက္ကမဟိုဓာပြစ်ခုတ်တက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။လဲကူအောင်ဖုံးပြစ်ကျောင်းမှာပါ။ဘုံကြီးကတက်လက်ပိုင်းရွယ်ပဲ။အသက်ခံရတာကတင်ကျောင်းတက္ကမပါ။ကျောင်းတွေကားတွေလည်းအဲ့တက္ကမကပဲလှူထလာ။သူ့ရမေကအဲ့ကျောင်းမှာဘုံကြီးအမေနဲ့တူသွားနေနေတယ်။တရားလုပ်ဖို့။တူလေးဖြစ်သူကလည်းအဲ့ဒီမှာကိုရင်ဝတ်နေတယ်တဲ့။အဲ့တက္ကမက မင်္ဂလာတုံမှနေတာ။မနခင် သူ့မေနေမကောင်းလို့ဆိုပြီးဘုံကြီးကလာခေါ်တာအဲ့မှာ तू ကလိုက်သွားတာပေါ်ရောက်တော့ကိုရင်တွေလဲဆုံးခံထွက်ခိုင်းသူ့မေကိုလဲတင်ငန်းသွားလျှော်ခိုင်းတာပြန်လာတော့အဲ့ဒီမှာဘုံကြီးကခုတ်တက်တာတွေ့တာပဲတဲ့ရေချိုးခန်းထဲမှာဘုံကြီးကအရမပြုဖို့စူးစမ်းရမှဒကမကြီးကမလောက်ရန်ညင်းဆို၍ရောင်းရင်းဆန်ခတ်ဖြစ်ခါအဲ့ဒီကနေထွက်ပြေးပြီးနောက်ကလိုက်ပြီးတော့ မသိမချင်းရရဆက်ဆက်ခုတ်တက်ခံရလို့ပြောကြပါတယ်။ဘုန်းကြီးကကျူးလွန်ပြီးနောက်ခပ်ပြေးသွားပေမဲ့15မိုင်ဖျားမှာမိရလို့ဆိုပါတယ်။အသက်ခံရတဲ့အမျိုးသမီးဟာအသက်43နှစ်အရွယ်ဖြစ်ပြီးမေလ23ရက်နေ့နနက်7:00နာရီအချိန်ကရေဝဲတုတ်တန်၌တကြိုကြောင်သိရပါတယ်။ဆက်လက်ပြီးတော့ကိုလင်းကိုဆိုတဲ့ဖေဖေကောင်းကတင်ထန်းတာကိုဖတ်ပြပါအောင်မယ်။တေသွားတဲ့ကမကအဲ့ဒီအကြောင်းကိုကားတွေလည်းလှူဘူးတယ်။ တကားရင်းတွေပေါ့တကမအသက်က48နှစ်တေသွားတဲ့ NDG ရဲ့အမေကြီးကအဲ့ဒီဘုန်းကြီးကျောင်းမှာတရားစခန်းဝင်တယ်လို့မျိုးနေနေတာအဲ့ဒါကိုဘုန်းကြီးကတဲကူကျောင်းကနေမင်္ဂလာတုံထိကားနဲ့လာခေါ်တယ်ခိုင်းလဲအဲ့လိုလာခေါ်နေကြပဲအခုလဲအရင်လိုပဲထင်တော့လိုက်သွားတယ်ပေါ့ဟိုရောက်တော့သင်္ကန်းလျှော်ပေးဖို့အကူကြီးတောင်းတာနဲ့တေသူ NDG ကသွားလျှော်ပေးတယ် အဲ့ဒီအချိန်မှာကျောင်းမှာရှိတဲ့ကျောင်းသားတယောက်ကိုကျွာထဲမှာစွန့်ကျိုက်သွားယူရန်ပထုတ်လိုက်တယ်။အဘိုးသွားရှောင်ချိန်မှာအနောက်ကလိုက်ပြီးဘလက်ကာယပြုရန်ကြိုးစားတယ်။တေသူကလက်မခံပဲစကားများကြတော့ဓာတ်နဲ့ခုတ်တယ်။လဲကျသွားတော့ဆက်ခုတ်တယ်။တေသူရဲ့မိကြီးကငေါတုတ်အဲ့ဒီမြင်ကွင်းကိုမြင်ရတာ။အဲ့ဟာနဲ့မလုတ်ပါနဲ့မလုတ်ပါနဲ့လို့ဟောတယ်။အမေကြီးကိုတော့မခုတ်ဖဲထားခဲ့တယ်။ခုတ်ပြီးတော့ဘာမှဖြစ်တယ်လို့ ်သင်္ကန်းတွေချုပ်ခြေလက်ဆဲပြီးကားမောင်းထွက်သွားတယ်ဖြစ်သွားတဲ့ဖုံးကြောင်ကတော့လယ်ကူးမြို့နယ်စခန်းကြီးကျေးရွာချွေရင်တောင်အောက်စုရွှေဖုံးပြေကျောင်းမှာတဲ့နားဆင်ပေးကြသူအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲဘေးပရာတွေဝေးကွာကြပါစေဗျာ